ဒီဗီဒီယိုလေးကိုတွေ့ပြီးကြပြီလားမသိဘူးရှင်။ဟိုကလည်းအခုမှတွေ့တာပေါ့နော်။အဲသူတင်ထားတာ9နာရီလောက်တော့ရှိပြီ။အဲဟိုကလည်းဒါမှအခုမှတွေ့တာ။ကြည့်ပါအောင်ကလေးလေးကိုပြင်းပြင်းထန်ထန်နှိပ်စက်နေတာဗျာ။မြင်တော့မကောင်း။အဲ့ဒါမှအခုဒီဗီဒီယိုလေးကိုလေဟိုကအဆုံးထိမပြတော့ဘူးနော်။ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုကိုဒီ policy တိမှဆိုလို့အမရဲ့အကောင့်မှာ ဖြတ်ချခံလိုက်ရတယ်ပေါ့နော်ဒီကလေးကိုညှင်းပန်းနှိမ့်ဆက်တဲ့ပေါ်တဲ့စီထိနေလို့ဖြစ်နေမယ်တိတော်ရောမှာဖြတ်ချဖြစ်တာပြအဲ့တော့ဟိုကလည်းဒါကိုအပြည့်တော့မပြတော့ဘူးဟိုကနှုတ်နယ်ပဲပြောပြမယ်ပေါ့နော်အဲ့ဗီဒီယိုလေးမှာဘာပါနေလဲဆိုတော့ तू ကပေါ့နော်အဲကလေးရဲ့မိခင်ကဘာလာတော့မသိဘူးကလေးကို तू ကပတ်စံတောင်းခိုင်းနေပေါ့နော်တောင်းခိုင်းတဲ့အခါအဲ့ပတ်စံကိုကလေးကလည်းငယ်သေးတယ်တစ်နှစ်နဲ့သုံးလားဆိုတော့ညမပတ်စံကြပြတ်သွားတာပေါ့နော်ဟုတ်အဲ့ကြပြတ်သွားတဲ့အဥ္စာကိုကြပြတ်လို့လည်းရိုက်တယ်ပြီးတော့ထတ်တောင်းပေးဖို့ပေါ့နော်ထတ်တောင်းမင်းထတ်တောင်းမှလားကြပြတ်လို့ရိုက်တာပြောပြီးတော့ရိုက်တာတနာပါ तू ကရိုက်တာ မှာတခြားနေရာရိုက်တာမဟုတ်ပါခလေးကိုဆွဲဆက်ဆောက်ပြီးတော့မှဒီပါးဒီနားဒီငင်းငင်းပင်းငင်းတွေကိုဘယ်ပြန်ညာပြန်ရိုက်တာပေါ့အဲ့လိုမျိုးတင်ထားတာပေါ့နော်အဲ့လိုတွေ့တဲ့ခါကျတော့လေဟိုမှလေတကယ်လုံးဝရှင်နေမကောင်းဘူးလားရှင်နေမှာစို့တက်သွားတာဆိုတော့ကိုလည်းမိဘတယောက်ဆိုတော့လေဘေးကကြည့်နေလူတွေလည်းဝင်ပြီးတော့မဆွဲကြဘူးဗျာကြည့်နေနိုင်ရက်မိဘတယောက်နေနေဒီသားသမီးတယောက်အဲ့လိုမျိုးရှိုင်းနဲ့နေခဏအော်ငါသားသမီးလေးတာဆိုဘလို့နေမလဲဆိုတော့စိတ်ပေါ့လေအဲ့လေဝမအမြင်မောဝမအတွေးလေးပြောပြတာပေါ့နော် ဟုတ်လားစိတ်တည်းထင်တာပေါ့အဲ့ဒီအမျိုးသမီးတီပေါ့နော်ခလေးရဲ့မိဘအရင်မဟုတ်တာဖြစ်ရင်ဖြစ်ပေါ့နော်မဖြစ်လို့ရှိရင်ဒီအုံနောက်ချိုးရင်းမှုတစ်ခုပဲရှိနေတာလားအဲဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီမျိုးသမီးကဒီကိုယ့်ရဲ့ဆင်းရဲဒုက္ခကိုသာသမီပေါ်အပြစ်တင်တဲ့မိဘမျိုးထဲမှာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ရှင့်အဲ့တော့တချို့မိဘတွေရှိရဲပေါ့နော်ဒါမိဘတွေကမဆိုးလို့ပါပြဿနာတွေကပြောမှသလိုရှိရင်ကလေးပေါ်ပုံချတာပေါ့ဗျာ ်အပေါ်မရှိတော့ဒုက္ခဖြစ်နေတာကိုမရှိတာကိုအစင်မပြေတာအသာသမီးကြောင့်ဆိုပြီးတော့နင်းရှိနေလို့အနင်းကိုမွေးမိလို့ငါဒုက္ခရောက်တာပြောမှဆိုအဲ့ဒီစိတ်ဓာတ်တွေရှိနေလို့လည်းအဲ့လိုတွေဖြစ်နေတာပေါ့ဗျာဆိုပြီးအဲ့လိုမျိုးသာသမီးကိုအပြစ်ပေါ့ချတာပေါ့တကယ်တမ်းကျတော့အာမှားတယ်ရှင်တကယ်တကယ်ကျမ်းကြတော့လေအိုက်သားသမီးတွေလူလောကတွေရောက်လာတာအမအိုက်မိသားတွေရဲ့အပြစ်ပဲမိဘတွေရဲ့အမှားပဲရှင်ဘာဖြစ်လို့လဲဆိုတော့ ကိုကိုယ်တိုင်အောင်ဆင်းရဲဒုက္ခရောက်ပြီးတော့မှအဆင်မပြေဖြစ်နေကြလေအဲ့ဒါကိုဒီလိုမရှိတဲ့ဆင်းရဲနေတဲ့အချိန်မှာဒီသားသမီးကိုလူတော်ရတယ်ဆွဲထည့်နေဆိုရွာတကယ်အောင်တော့မရှိတာပဲနော်ကိုသားသမီးကိုဆင်းရဲဒုက္ခကိုအပူပင်ပေးတာပေါ့အချို့မိဘတွေကြတော့လေအတွေးမတူကြတာရှိရဲ့ရှင့်ဘလို့အတွေးမျိုးလဲဆိုတော့သူတို့စိတ်ထဲမှာသားသမီးများများမွေးမယ်ပေါ့ သာသမီများများမွေးမယ်များမွေးမှအဲအလောက်ကိုင်းနေသူတို့ဆင်းပြေမယ်တချို့ရှိကောင်ရှိမယ်လို့ထင်တယ်ပေါ့နော်ဥမာမြင်လေးမြင်တာရှိရလို့ပြောပြတာဗာမိပါလားလို့ပြောချင်မှာပေါ့ပေါ့နော်ဥမာပြောရဲဆိုတာအမားကြီးပါခဲ့ဆိုလို့ရှိရင်တော့ခွင့်လို့ပြပါနော်အဲ့လိုမျိုးအများကြီးမွေးလို့အဆင်ပြေတယ်ဆိုတာမရှိပါဘူးအခုအိန္ဒိယကိုပဲကြည့်ဟိုအများကြီးအိန္ဒိယမှာအများကြီးမွေးနေလို့တိုင်နေပတ်နေတာလေ အဲ့လိုမျိုးပေါ့နော်သားသမီးများများမွေးမယ်အခုအရင်ကလို့ကွာနီးပညာတွေမရှိလို့မျိုးသမီးတွေကိုဝင်ခဏခဏရရတယ်ခလေးခဏခဏမွေးရရဆိုတာလက်ခံလို့ရဒီခေတ်မှာကွာနီးပညာကောင်တောင်း6000ရှိတာကိုမကားကလေးမွေးနေတယ်ဆိုတော့အဲသူ့ အကြံလဲသူသူကိစ္စနဲ့သူတို့ရှိမှာပေါ့ကွအဲ့တော့တော့မှအများကြီးမဖြစ်ဘူးဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကွာကိုမွေးထားတဲ့တာသမီကိုဘလို့နီးနဲ့ပဲဆုံးမဆုံးမပါဒါလောက်ဆိုးရတဲ့ဆုံးမမှုမျိုးတော့မဆုံးမစေချင်ဘူးပေါ့နော်ငါမွေးထားတဲ့တာသမီပဲငါ့ဘာငါကတက်ချင်တက်ပြင်မယ်ဆိုတဲ့ဟာမျိုးကိုမလုပ်စေချင်ဘူးပေါ့နော်အဲ့ဒါလေးကျွန်တော်အမြင်တော့ပေါင်းကျင်တဲ့မိဘတွေကရိုက်သွင်းခဲ့တဲ့ဇေယျလို့ထင်တယ်ဗျ ပြောပြချင်တာပါဒါသူခလေးမဟုတ်ပါဘူးတဲ့ငါသမီးပြန်ရှာပေးလို့ပြောနေတဲ့အတွက်သူခလေးမဟုတ်ဘူးတဲ့သူသမီးကပျောက်သွားတယ်လို့ပြောတယ်တဲ့ဟုတ်တယ်ရှင်ဟုတ်တယ်ဟုတ်တယ်အကူမပေါ့နော်ဟိုကလည်းဒီအကိုရဲ့ comment လေးကိုတွေ့တဲ့အခါကျတော့မှအဲ့ဒီ video ကိုထပ်ခါတလေလေဟိုက save ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ထပ်ခါတလေလေပေါ့နော်သွားပြန်ပြီးတော့ကြည့်တယ်နားထောင်ကြည့်လိုက်တဲ့အခါမှာဟုတ်တယ် เนาะအကိုပြောတယ်လို့ပဲအမှန်တကယ်တော့ခလီမလေးကိုဒီပတ်စံတောင်းဟိုင်းပြီးတော့မှပတ်စံပျောက်လို့ရိုက်နေတာမဟုတ်ဘူးရှင့်ဒါမဲ့အဲ့ဒီမူရင်းတင်ထားတဲ့အမကလည်း caption မှာ तू ကရေးထားတဲ့အခါကျတော့အဲ့လိုမျိုးရေးထားတော့အမကလည်းအဲ့လိုပဲထင်တာတေချာအတန်ကိုနားမထောင်မိလိုက်ဘူးဒါလည်းဝမအမားလိုပဲပြောလို့ရပါတယ်ဝမလည်းမှားတာပါတေချာဗီဒီယိုကိုစမ်းသပ်တေချာနားထောင်မှုမရှိဘဲနဲ့အဲဒါလာပြီးတော့တင်လိုက်သူသမီးလေးပျောက်လို့ခလေးကိုရိုက်နေတာတဲ့အခုခလေးကိုရိုက်တော့လေသူသမီးလေးကပြန်တွေးမှလား တော့ဝါမားရဲ့လို့ပြောလို့ရှာမပြန်တွေ့မှာပေါ့အောင်မနေပေါ့နော်အဲ့တော့တေချာနားထောင်ကြည့်တဲ့အခါမှာ तू ကဘယ်လိုပြောနေလဲဆိုတော့ငါသမီးပြန်ရှာပေးမှလားဆိုပြီးတော့ကလေးလေးကိုမေးပြီးတော့မေးပြီးတော့ဆော့ဆောင်းတာပေါ့နော်ဆောင်းတဲ့အခါမှာကလေးလေးကလေရှာပေးမယ်ဆိုပြီးတော့မှပြောတယ် ပြောတဲ့ဟာကို तू ကလေအားမလို့အားမရဖြစ်ပြီးတော့မှလေရိုက်တာခလေးကိုပါးနေနားတည်းရိုက်တာဘဲပြညာပြန်ကွာလက်တန်ကြီးကတော်တော်ပြင်းနေလူကြီးတယောက်ကိုရိုက်နေဟုတ်တယ်ပန်းမတီးတယ်လို့ကြီးကရိုက်တဲ့အခါလဲကြလဲကြအောင်ကွန်ဖိုးတွေပါရောတတ်ထားတာမျိုးကြီးနေတယ်ဗောနော်ဒါပေမဲ့ဒီလိုမျိုးဆိုတော့အဲသူတို့လည်းတေးချမဆွဲရလို့နေမှာပေါ့အဲ့လိုကြောင့်ဖြစ်မယ်ဒါမဲ့တခုရှိတာကအခုပေါ့နော်မင်းညတုန်းကဒီ မင်းညာတော့မခိုင်နေဝေပေါ့နော် Facebook မှာသူတင်ထားတယ်တင်ထားတဲ့အိုက်ကလေးရဲ့ဗီဒီယိုလေးတွေကိုတဲ့သူပို့တယ်သူရှိတယ်တဲ့အရှိတယ်ကသူကြည့်ပြီးတော့စိတ်မကောင်းဖြစ်ရတယ်မခိုင်ဝင်နေဝေလို့ကိုကြီးမရတော့ငင်းကြီးတွားဖို့အတွက်ကြတော့သူလှူတဲ့နေရာတွေကိုပေါ့နော်ဒီငလင်းဘေးတင်ပြည်သူတွေလှူတဲ့တန်းတဲ့နေရာမှာသူရောက်နေတဲ့အတွက်ကြောင့်မို့လို့ချက်ချင်းလည်းငင်းတော့သူမတွားနိုင်ဘူးဒါပေမဲ့ ူပြန်ရောက်တဲ့အချိန်တော့အိုက်ကလေးကိုတေချာစုံစမ်းတေချာဆက်သွယ်ပြီးတော့မှအိုက်ကိစ္စကိုသူဖြည့်ရှင်းမယ်လို့တော့သူပြောနေတယ်ပြောတယ်ရှင့်နော်ပြီးတော့အိုင်မိမနောက်ပိတ်ဆုံးပြောသွားတဲ့ဇာခါမှာပေါ့နော်အဲ့မျိုးသမီးပြောသွားတဲ့ဇာခါမှာသူသမီးလေးပြောင်းနေတာ9ရက်လောက်ရှိပြီတဲ့သူသမီးကဘလို့ပုံစံကြောင့်ဘာကြောင့်ပြောက်လဲတော့မသိဘူးဒါပေမဲ့ကလေးကိုရိုက်တာကတော့ဘလို့ပဲဖြစ်ဖြစ်ပါပေါ့နော်အဲဘလို့ပဲဖြစ်ဖြစ်ကိုဒီကလေးကြောင့်ပြောက်တယ်လို့ပြောအောင်ဒီကလေးကလည်းဘာမှနားလဲတာမဟုတ်ဘူးလीနော် ဒီကလေးနဲ့အတူတူဆောင်းရင်သွားရင်လာရင်လည်းပဲပျောက်ခဲ့ပျောက်တယ်ဆိုအောင်အဲ့ကလေးကအဲ့သူသမီးကိုချောင်းစားခဲ့လို့လားဒီတော့ဒီကလေးတည်လဲဘာမှနားလဲတဲ့ကလေးမဟုတ်ဘူးသူတို့သွားပြီးပျောက်တယ်ကိစ္စသူဘာဖြစ်သူလောက်ရမဲတာဝင်ပြီးသူကလေးပျောက်တယ်ဆိုလို့ရှိရင်လဲတဆန်ရာကိုတိုင်ဟိုလုံးတဲ့လောက်ခိုက်တာကိုလောက်ရမှာပေါ့ကလေးကိုဒီလိုမျိုးနှိမ့်ဆက်နေရကြသူ့အတွက်မကောင်းတကယ်တမ်းကြတော့လေသားသမီးလဲပျောက်ရသေးတယ်ဒီလိုမျိုးကိုသားသမီးမနေ့ကတော့ဟုတ်မှာသူများသားသမီးပဲကလေးငယ်ကိုနှိမ့်ဆက်မှုနဲ့ရေးရွတင်တာဒီလိုမျိုးရိုက်နှက်နေတဲ့အတွက်ကိုလဲအဲများသူငါတွေကလဲသူ့ကို ဒီမုံတီကြရှင်ရှာမုံတီတာပေါ့မာတက်ဆိုင်ရာတွေကတွေ့မယ်ဆိုလို့ရှင်လေဒီကလေးတငယ်ညင်ပန်းနှိမ့်ဆက်မှုဆိုပြီးတော့မာသူ့ကိုဒါအေးအေးယူပြီးတော့လောက်ကြမှာပဲပြောကြမှာပဲအဲ့တော့နှစ်ပူဆင့်တာပေါ့နော်အမှန်တကယ်ဆိုလို့ရှင်သူအဲ့လိုမလုတ်တင်ဘူးအဲကလေးပြောက်တယ်ဆိုလို့ရှင်လေတက်ဆိုင်ရာကိုအကြောင်းကြားပြီးတော့ရှားတင်တာပေါ့လေနော်အခုကြတော့ကလေးတစ်ယောက်ကလည်းပြောက်တယ်နောက်ထပ်ကလေးတစ်ယောက်ကိုလည်းဒီလိုမျိုးရိုင်းနှက်နေတဲ့ခါကျတော့သူ့အတွက်အဆင်ပြေဘူးပေါ့လေနော်အဲ့တော့အဲစိတ်မကောင်းစရာတည်ရင်တစ်ခုစိတ်မကောင်းစရာတည်ရင်တစ်ခုကျွန်တော်လာပြီးတော့ เนาะပြောပြတယ်။ဒါလဲဆိုတော့ဒီဟိုတကုံစိတ်ကန်းဘက်ကနေပြီးတော့มาကျွန်တော်မိတ်ဆွေတယောက်ပေါ့เนาะ။ကျွန်တော်မိတ်ဆွေတယောက်ရဲ့အလုံယုံကိုနည်းနည်းရွယ်ခလေးလေးတယောက်ကိုမိဘတွေကိုယ်တိုင်လှုပ်လိုက်တာကြီးရောမြန်မြန်နဲ့လှုပ်လာလှုပ်တယ်ပေါ့เนาะ။ဘယ်လိုမိဘတွေမြန်မြန်နဲ့လှုပ်လာလှုပ်ပြီးတော့အဲ तू ကဟိုမျိုးသားတော့ तू ကနောက်ယောက်ကြပါ။ဟွန်းမျိုးသမီးကပထမယောက်ျားရှိ။ပထမယောက်ျားရှိတော့ နောက်ရကြတော့တဲ့သူကခလေးလေးတယောက်ပေါ့နော်သူပထမယောက်ျားနဲ့ရတဲ့ခလေးလေး main ခလေးပေါ့အဲ့ဒီ main ခလေးလေးကိုလာပို့တော့သူကနှစ်နှစ်အဲနှစ်နှစ်လောက်ပဲရှိသေးတယ်လို့ပြောတယ်အဲ့ main ခလေးကနှစ်နှစ်လောက်ပဲရှိသေးတယ်ပေါ့နော်အဲ့ခလေးလေးကိုလာပို့တော့အဲ့ခလေးလေးကိုသူခေါ်ထားရတယ်ပေါ့နော်အဲသူတို့လည်းနေရာခေါ်ထားတယ်ခေါ်ထားတော့ယောက်ျားလောက်တဲ့လူပါတဲ့အဲ့ခလေးလေးကိုဘာလို့ငိုလို့ဆိုတာဘာဖြစ်လို့ဆိုတာမသိဘူး ရိုက်တာဖနှောင်းနဲ့ပေါက်တာဟွန်းဖနှောင်းနဲ့ပေါက်တော့ကလေးလေးကိုဖနှောင်းနဲ့ပေါက်တော့ကလေးလေးကအင်းထိုင်ရပြင်းထိုင်ရတယ်ဗောလေအညာတရားပြည့်တယ်ရတော့ဆေးရုံပြင်လိုက်ရတဲ့အချိန်မျိုးကြီးဖြစ်သွားတယ်။ဆေးရုံရတော့ကလေးလေးဆုံးသွားတယ်။ဟင်းကလေးလေးဆုံးသွားတယ်နော်ဒီပထွေးလုတ်တဲ့ကဘာတော့လဲပေါ့လို့အဲလက်ရှိရတော့ပထွေးရတော့ဒီဟန်ဝါကြီးပေါ့မရေလုတ်တဲ့ကတော့ဖတ်ပြေးလေတဲ့ ပြောချင်တာကကလေးကသူ့ရဲ့အသက်အရွယ်အပြင်လည်းဘယ်တော့မှမရှိသေးဘူးနှစ်နှစ်ဆိုတဲ့အတိုင်းဒါရန်ငယ်သေးတယ်ဟောနောက်ပြီးတော့အိမ်အောင်ပြုမယ်ဆိုလို့ရှိရင်ကိုယ့်စီမှာကလေးတွေပါပါခဲ့တယ်ဆိုရင်တတိထားပြီးတော့လည်းပြုဖို့ကောင်းတယ်ဗျာလို့လည်းဆိုတော့ဟိုနဲ့နောက်ယူတဲ့အိမ်အောင်ကမိမပဲဖြစ်ရကြားပဲဖြစ်ဖြစ်ဒီကလေးတွေအပေါ်မှာဒီလိုနှိမ့်ဆက်တာဆိုလို့ရှိရင်ခုကနှိမ့်ဆက်တာမဟုတ်တက်ပြစ်တဲ့အခြေအနေတော့ဖြစ်သွားတယ်ဗောနော် ဒီဒီအရွယ်လေးကိုဒီလောက်ကြည့်ပေါ့နော်ယောက်ျားချင်းမကြီးတယောက်ကဒီလောက်ကြည့်လှုပ်ဖို့ဆိုတာတော့မလှုပ်သင့်ဘူးလို့ထင်တယ်အဲတော်တော်လေးအဲကြောင့်နောက်နေပါပြုတ်မှာဆိုမျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်စဉ်းစားကြပါဗျာနော်ကိုသားသမီးတွေဒီလိုမျိုးတွေမဖြစ်ရလေအောင်ပေါ့ကောင်းကြပါအဲ့ဒါအဲ့ဒီအလုပ်ရောအမကြီးလည်းအငိုလေးယူနေတဲ့အဲ့ဒါသူကတော့ကြရရနေတယ်အဲ့ဒါလေးကိုသူ့မှာတော်တော်တနုတ်လုံးနဲ့ဒီလေးခြေပွဲနေတာအဲ့ကျွန်တော်လမ်းပြောပြတော့ကျွန်တော်လည်းစိတ်မကောင်းဘူးဟို ဒီလောက်အသက်ကလေးပဲရှိသေးတယ်ခလေးတယောက်ကိုတနာပါတယ်ဗျာနှစ်နှစ်ပဲရှိသေးတယ်ကိုယောက်ျားနေပြီဒီလောက်ထိလောက်တာအောင်သူတားနိုင်လောက်အောင်ပါဖြစ်လို့အဲ့လောက်ထိသူလို့ဖြစ်လို့လူလူပါဖြစ်သွားတာပါနော်မြို့လိုက်မိမှတော့ပြေးနေရတဲ့ဟွန်းအဲ့ကာကရှင်မျိုးသားတော့မိသွားလို့ပြစ်သွားပြီပေါ့လောက်ပါပဲသိကြခြင်းလားနေပေါ့ဆရာလေးဘာကြီးဖုံးလိုက်ရှယ်ပဲနောက်ဆရာလေးကတည်တည်ရစားနေ ြစ်စီရတယ်ဆရာလေးဒီဘက်နဲ့ဆရာပဲချိုးတယ်ဆရာလေးရဲ့ဒီချဘုံကြိုက်ကိုဆွဲ ဆက်သွားပြီနဲ့တူတယ်ဟွန်းစာဦးတယ်ပါသာတကြိုင်လားကြားလေးကြားလေးပြောင်းစားမှရတော့မယ်လို့ကြားလေးဆက်ပြီးအောင်အဲဘယ်လိုလုပ်တာအဲဟုတ်တယ်ဆက်စားအဆက်ပြေးသွားတာဆရာလေးကအဲနောက်ဆိုနော်နောက်ဆိုဒီချက်ကိုမယုံတော့ချစ်ဆရာလေးကြားတော့တိုင်မခံဘူး Kedodoran set. <laughs> Cuai lah. <laughs> eh, Dali salah. Dali salah, Iba. Ya, Dali salah. Salah, Dali.